အားလုံးပဲမင်္ဂလာပါရှင်။2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့တရုတ်တံလေးကိုနားဆင်နေရတာဖြစ်ပါတယ်။အဲဒီကနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးတွေကတော့ဒါဒုတိယအကြိမ်မဲဆင်းလေးတွေကြီးညာတဲ့တရင်လေးကိုအရင်အဆုံးပြပြပေးခြင်း ਨੇ ။အခုဒါမဲဆင်းတွေဒုတိယအကြိမ်ပြန်ပြီးတော့ကြီးညာလိုက်ပါပြီ။22ရက်17လ2025ကနေဒါ4ရက်17လ2025ရက်နေ့အထိအဲ14ရက် 14ရက်တတိပေါ့နော်21ရက်နေ့ကနေပြီးတော့၄ရက်နေ့အထိဆိုတော့ဒါ14ရက်တတိဒုတိယကြိမ်မဲဆင်းနေကျင်ညာလိုက်ပါပြီအဲ့တော့မဲဆင်းနေကျင်ညာတယ်ဆိုတာကတိုက်ဆိုင်ဆစ်ဆေးဖို့ဖြစ်ပါတယ်အဲ့တော့ပထမအကြိမ်မဲဆင်းနေကျင်ညာခဲ့တယ်ပထမအကြိမ်တုန်းကကျမတို့ဒီ30ရက်6လ2025ကနေ23ရက်10လ2025အထိလို့ကျင်ညာခဲ့ပြီမဲ့တကယ်တမ်းသူကလုံးဝတောက်လျှောက်ကိုပဲအဲ့30ရက်နေ့ကနေပြီးတော့ 21ရက်အကြာပေါ့နော်ဒါမင်းစင်းတွေကိုကတ်ထားကြီးညာပေးခဲ့တယ်အဲ့လိုကြီးညာပေးခဲ့တဲ့အတွက်ကြောင့်မလို့ဒါပြည်သူတွေကအဲ့မှာမင်းစင်းတွေသွားကြည့်တယ်မပါဝင်တဲ့အခါမှာပုံစံ၃နေနဲ့ဖြည့်ဆွက်ကြရတယ်ပြီးလို့ရှိရင်မှားရွံ့နေရဆိုလို့ရှိရင်ပုံစံ၄ကငယ်တွေနဲ့ပြင်ဆင်ကြရတယ်ပြီးတော့မပါသေးတဲ့သူတွေပါဝင်နေရဆိုရင်အဲပုံစံ၄နဲ့ကန့်ကွက်လာရေးတင်သွင်းကြရတယ်ပေါ့နော်အဲဒီလိုမျိုးလေးတွေဆောင်ရွက်ရတာဖြစ်ပါတယ်အဲ့တော့မင်းစင်းတွေမှန်ကန်မှုရှိစေဖို့အတွက် ်ကျမတို့မဲဆန္ဒရှင်ပြည်သူတွေမှလည်းတာဝန်ရှိပါတယ်အဲ့တော့မိမိအမည်စင်ရင်ပါမပါအောင်တော့ကြည့်ပါတော့ကြည့်ပြီးမပါအောင်ဆိုရင်ဘယ်လိုပုံစံရှောက်ထားလို့ရနိုင်တယ်လဲဆိုတာကိုအဲဒါရကြေးကော်မရှင်နေစီမှာအမေးမြန်းစုံစမ်းလို့ရပါတယ်ပြီးရင်ပုံစံ3လို့ဆိုတာကျမပြောပြတယ်လို့ပဲပုံစံ3လို့ပုံစံ4လို့ပုံစံ4ကငယ်လို့စတဲ့အရာတွေနဲ့အပြုပြင်တာတွေပြင်ဆင်တာတွေဖြည့်ဆွတ်တာတွေရှောက်ထားတာတွေဆောင်ရွက်လို့ရပါတယ်အားလုံးအခမဲ့ဆောင်ရွက်ရတာဖြစ်ပါတယ်ဒါလေးပြောပြပေးချင်ပါတယ် ့ဆိုတော့ကျမတို့မဲဆင်းနဲ့ပတ်သက်ပြီးတော့ဟိုဒုတိယအချိန်မှလည်းကြည့်တတ်ပါတယ်ပေါ့နော်မဲဆင်းကပုံမှန်အဖြစ်ဆိုရင်တော့ကျမတို့အရင်တုန်းကဒီ၃ချိန်ကျင်းညာရတယ်ပေါ့နော်ပထမချိန်ဒုတိယချိန်တတိယချိန်ဆိုပြီးတော့၃ချိန်ကျင်းညာရတယ်အဲပြီးခဲ့တဲ့အတွေ့အကြုံလေးပေါ့နော်အရင်ရှိဗီဒီယိုတွေမှာတော့တစ်ခေါက်လားပဲကျွန်မပြောခဲ့ပူပါတယ်အဲကျွန်မရဲ့အတွေ့အကြုံလေးပေါ့နော်မဲဆင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံလေးဘာလဲဆိုလို့ရှင်ကျွန်မတို့ပြီးခဲ့တဲ့2020ရွေးကောက်ပွဲကာလမှာအဲပထမချိန်မဲဆင်းနေကျင်ညာတယ်ကျင်ညာတဲ့အခါမှာကျွန်မတို့သွားကြည့်ရေပေါ့နော်အဲတုန်းကကျွန်မက အဲဒီ USDP ပါတီကိုဒါစိတ်ရောကိုရောအားပေးဝန်းရံခဲ့တဲ့လူငယ်တယောက်ဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်မကဒါကိုအဲ့တုန်းအဲ့တုန်းကပေါ့နော်အဲ့တုန်းကကိုပါတီကိုမဲပြီးမဲ့သူတွေအမဲစင်းမှာပါဖို့ဆိုပြီးတော့အင်တိုက်အားတိုက်ဥဆောင်ပြီးတော့ကြည့်ခဲ့တယ်ကြည့်ရချိန်မှာပထမအချိန်မှာဒီအစိမ်းကမဲပြီးမဲ့သူတွေမပါဝင်ခဲ့ဘူးမပါဝင်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲကြီးကော်မရှင်နေစီမှာတွားရောက်ဖြည့်ဆွတ်တယ်အဲမှားနေအဖေနာမည်မှားတာတွေမှတ်ပုံနေနာမည်မှားတာတွေစတာတွေပေါ့နော်ဒီမွေးသက်ကလေးမှားရွက်နေရလေးဒါလေးဆိုလို့ရှိရင်လည်း ကျွန်တော်တို့ပုံစံလေးကားငယ်နဲ့ပြင်ဆင်တာတွေဖြစ်ဆက်တာတွေဆောင်ရွက်တယ်ပေါ့အဲ့လိုမျိုးပဲတခြားရာတွေရက်ကွက်တွေမှာလည်းဒီလိုမျိုးလေးတွေဒါအကူအညီအဖြစ်ပြီးတော့ဆောင်ရွက်ပေးတယ်ဒါ့ပေမဲ့ဒုတိယချိန်ပြင်ညာတဲ့အခါမှာတော့ကျွန်တော်တို့ပြင်ဆင်ဖြစ်ဆက်တာလေးတွေပါလာပြီပေါ့နော်ပါလာပြီဆိုတဲ့အချိန်မှာတော့ကျွန်မစိတ်ချလက်ချနဲ့အဲအဲ့ဒီမှာဒီရွေးကောက်ပွဲနာနီးလာလေးလေးအဲကျွန်တော်တို့ကဒီမဲစင်းနဲ့ပတ်သက်ပြီးတော့လှည့်မကြည့်တော့ပေါ့နော်ဒုတိယချိန်မှာစရင်ပါပြီဆိုတော့အော်ငါတို့စိတ်ချရပြီပဲတတိယချိန်ဆိုရင်တော့ AC ပဲပေါ့အဲဒီလိုမျိုးလေးတွေတွေးပြီးတော့ ဒီအင်အားပြစီယုံရေးလှည့်တာလေးတွေကိုပဲအားစားပြီးတော့ဆောင်ရွက်ခဲ့ကြတယ်။အဲ့တော့တတိယစဉ်တတိယအကြိမ်မဲဆင်းလက်ကျင်ညာလက်ကျင်ညာလိုက်ရောဘာဖြစ်လဲဆိုတော့ကျမတို့ပြင်ဆင်ထားတဲ့မဲဆင်းတွေကမပါလာတော့ဘူး။ကျမတို့တင်သွင်းထားတဲ့လူတွေလည်းမပါလာတော့ဘူး။ကန့်ကွက်ထားတဲ့သူတွေကလည်းစီးရင်ထဲမှာဒီတိုင်းပဲ။အဲအဲ့လိုမျိုးလေးတွေဖြစ်လာတာပေါ့နော်။ဆိုတော့ဒါကြောင့်မလို့မဲဆင်းကတော့သုံးညစလုံးကြည်တာပိုကောင်းပါတယ်။နော်။ဟိုကိုယ့်ရဲ့ရက်ကွက်ထဲမှာရှိတဲ့အဲဒီရက်ကြီးကော်မရှင်ယုံနေဓမ္မယုံနေလူကြည့်များတဲ့လူတိများတဲ့နေရာတွေမှာကတ်ထားချင်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခေါက်လောက်ကတော့တတ်ကြည့်ပါ။ နော်အဲ့တော့ခုမဲစင်းတို့ဒုတိယကြိမ်ကျင်ညာနေပါပြီအဲ့တော့မကြည့်ရသေးဘူးဆိုရင်တွားကြည့်ပါမပါသေးဘူးဆိုရင်ပုံစံ၃နဲ့ရှောက်ထားပါနော်ပြီးရင်အချက်လက်တွေမှားရွံ့နေမှာဆိုရင်ပုံစံ၄ကငယ်နဲ့ပြင်ဆင်ပါပြီးရင်မပါဝင်တဲ့သူတွေပါဝင်နေဆိုရင်ပုံစံ၄နဲ့ကန့်ကွက်လာကန့်ကွက်လာတွေတင်သွင်းပါလို့ဒါလေးလည်းတိုက်တွန်းချင်ပါတယ်အဲနောက်တစ်ခုကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပဲတစ်ဆက်သေးလေးပြောပါအောင်မယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တက်တူအကြောင်းအရာတွေကိုမဲပေးခိုင်းတဲ့ကိစ္စပေါ့နော်အဲကျမတို့မနေ့ကတော့ကဒီ အဲရွေးကောက်ပွဲကော်မရှင်ဒါရဲကြီးကော်မရှင်တယောက်ကိုကျွန်တော်တို့အင်တာဗျူးလေးသွားလုပ်တယ်ပေါ့နော်ဒါရဲကြီးကော်မရှင်တဦးအနေနဲ့ဒါပြည်သူတွေမြေပြေးနိုင်ဖို့အတွက်ကိုဘယ်လိုတွေကူညီဆောင်ရွက်ပေးနေသလဲပေါ့နော်ပြီးတော့ပြည်သူတွေကရောရွေးကောက်ပွဲပေါ်မှာအင်တာအားတိုက်ရှိရလားမဲပေးဖို့ရအတွက်ကောစိတ်ဝင်စားကြရလားပေါ့နော်ဒါလေးတွေကျွန်တော်တို့သွားပြီးတော့အင်တာဗျူးလုပ်ကြည့်ပါတယ်မြေပြင်ကိုလည်းကြည့်ကြည့်ပါတယ်အဲ့ချိန်မှာတိုက်တိုက်ဆိုင်ဆိုင်မယ်အဲကျမတို့ဒီတက်တူចောင်းသားတွေကြိုတင်မဲ့ပေးရတယ်နဲ့သွားပြီးတော့တိုက်တိုက်ဆိုင်ဆိုင်သွားစုံနေပေါ့နော်စုံတော့ခါကျတော့အမှ ကလေးတွေလည်းသူတို့မဲပေးကြတာကိုတွေ့ခဲ့ရတယ်တွေ့ခဲ့ရတော့ဒါကြောင့်သားတွေတို့ကျမတို့ဒီမဲပေးတာတွေတော့တခြားလေးတော့မရိုက်ဘူးခဲ့ဘူးပေါ့နော်သူတို့ဒါလိုလက်လက်မဲပေးလို့ရအောင်လို့အဲ့မဲယုံပိတ်ပြီးဆိုမှကျမတို့ကရဲကြေးကော်မရှင်ကြီးကိုအတော့ရောက်ပြီးတော့ဒါအင်တာဗျူးတွေမေးတာတွေမြန်းတာတွေကျမတို့ဆောင်ရွက်ခဲ့တယ်ပေါ့နော်အဲ့လိုလေးရှိပါတယ်အဲ့တော့ဒီကနေ့ online ပေါ်မှာတက်လာပါလဲဆိုတော့တင်ထားတဲ့တင်လေးကိုကျမပြောပြပါအောင်မယ် စစ်ကောင်မရှင်ရတဲ့ရွေးကောက်ပွဲအတွက် တက္ကသိုလ်ကျောင်းသားတွေကိုကြိုတင်မဲပေးရတဲ့အတွက်အတင်းအဓမ္မမဲပေးခိုင်းပြီးတော့အကြောင်းဝင်ခွင့်ပြုမီဆိုကားတဲ့အကြောင်းဝင်ခွင့်ပြုမယ်ပေါ့နော်ဒီသူဆိုလိုချင်တာကဘာလဲဆိုတော့ဟိုတက္ကသိုလ်တက်ရောက်မဲ့ကျောင်းသားတွေအနေနဲ့ကျောင်းအနှံတဲ့အခါမှာကြိုတင်မဲပေးပြီးကျောင်းထောက်ခံချက်ပြသနိုင်မှသာကျောင်းအလက်ခံရမယ်ဆိုပြီးတော့ညွှန်ကြားထားပါတယ်ဆိုပြီးတော့သူတို့ကတော့ဒါဝါရဖြန့်ချီတာပေါ့နော်အဲ့တော့ကျွန်တော်က UEC ရဲ့ထုတ်ပြန်ချက်ကိုကြည့်လိုက်တဲ့အခါမှာလည်းရွေးကောက်ပွဲကော်မရှင်အနေနဲ့ အကြောင်းအကျောင်းသူတွေရဲ့ကြိုတင်မဲ့ပေးခြင်းမပေးခြင်းပုံမှာအတင်းအဓမ္မစီခိုင်းထားတာမျိုးလည်းမရှိသလိုအဆုံးနာပြောသလိုပဲအကျောင်းအလက်ခံတဲ့အခါမှာကြိုတင်မဲ့ပေးပြီးမှကြိုတင်မဲ့ပေးတဲ့ထောက်ခံချက်ကိုပြသမှအကျောင်းအလက်ခံမယ်ဆိုတဲ့အချက်လက်တွေလည်းမပါဝင်ပါဘူးညွှန်လဲမညွှန်ကြားထားပါဘူးပြီးတော့ပညာရေးဝန်ကြီးဌာနကလည်းအဲ့လိုမျိုးညွှန်ကြားထားခြင်းလည်းမရှိဘူးပေါ့နော်ဒါလေးပေါ့ဒါပေမဲ့ online ပေါ်မှာတော့သိရတဲ့အတိုင်းပဲဟိုအတင်းမပြုတ်နိုင်တဲ့အကျောင်းရအချက်လက်တွေကို သတင်းရပြီးရော view ရပြီးရောလူတွေရဲ့စိတ်တွေဒေါသတွေထွက်လာအောင်ကြည့်မလားလူတွေကလူတို့ကရွေးကောက်ပွဲပေါ်မှာစိတ်ဝင်စားမှုရှိနေတာကိုအဲလူတွေစိတ်မဝင်စားလို့လူတွေစိတ်မဝင်စားတရားရောင်းတရားလူတွေကပဲဒီရွေးကောက်ပွဲကြီးကိုမလွဲတာမချောင်တာမှုလို့သာထောက်ခံနေတရားရောင်းဒီလိုပုံစံမျိုးတွေကိုပုံဖန်းပြီးတော့အဲသတင်းတွေကိုဝါဒဖြန့်နေတာဖြစ်ပါတယ်သတင်းမဟုတ်တဲ့အတင်းတွေကိုဝါဒဖြန့်နေတာဖြစ်ပါတယ်เนาะအဲအဲ့ဒါကြောင့်မလို့အဲ့ဒါလေးသတိထားပါအဖြစ်အဖြစ်အမှန်ကဘာလဲဆိုရင်ကျွန်တော်တို့လည်းမနေ့ကတော့ ဟိုတွေ့ခဲ့တာပဲចောင်းသားတွေជុតិនមဲလာပြီးတာသူတို့ပါသူတို့ AC ပဲလေသူတို့အချက်လက်တဲ့သူတို့သူတို့မှတ်ပုံတွေနေယူလာတယ်သူတို့ဒါမဲစင်းပါလေသူတို့အမိတွေသူတင်သွင်းထားတယ်မှတ်ပုံနေယူလာတယ်ចောင်းလူចောင်းသားတွေတက်တူចောင်းသားတွေကိုကျွန်တော်တို့ကဘာဖြစ်လို့မဲပေးခိုင်းလဲဆိုရင်မဲပေးရတဲ့ရက်မှာအចောင်းဖွင့်နေဘယ်နဲ့လုံးမလဲနော်ဒီဇင်ဘာလ28ရက်နေ့ကចောင်းဖွင့်နေဘယ်နဲ့လုံးမလဲပြီးတော့တပြင်ပြီးရင်ចောင်းမဲယုံတယုံကမနေ့6နိုင်ဆိုဖွင့်နေပဲဆိုအောင်တော့ ရက်ခွက်တစ်ခုမှာလူတွေကထောင်ထဲချီပြီးတော့မဲလာပေးကြမှာအဲ့တော့ဒီចောင်းသားတွေကအဲ့ចောင်းတနေကိုအပြတ်ခံပြီးတော့ဒီမှာမဲလာပေးရမှာလားသူတို့မှာလက်စာချက်ချိန်နေစာကြည့်ချိန်နေရှိအောင်မဲเนาะတော့ဟိုအရင်တော့ကတော့ဒါအသက်60အထက်အဲဒါတကြီးရွယ်ဦးတွေကိုကျွတ်တင်မဲတွေပေးခိုင်းတာပေါ့နော်ကျမကြီးအချိန်ကြီးကကျွတ်တင်မဲတွေပေးခိုင်းတာပေါ့အဲဒါပေမဲ့ အခုဒီချိန်မှာအဲ့တော့ကျောင်းသားကျောင်းသူတွေအတွက်လည်းထည့်ပြီးစဉ်းစားပေးဖို့လိုတယ်။တက်တူကျောင်းသားကျောင်းသူတွေဆိုတာအသက်16နှစ်ပြည့်ပြီးသွားတဲ့သူတွေเนาะအဲ့တက်16နှစ်ပြည့်ပြီးသွားတဲ့သူတွေအတွက်ကိုကြိုတင်မဲ့ပေးပေးတင်နေပေါ့เนาะ။ဘာဖြစ်လို့လဲဆိုတော့သူတို့အကျောင်းနဲ့ပတ်သက်တဲ့အဲဒါတွေတက်တူဆိုတော့သိရတိုင်းပဲလေ။ကျောင်းနဲ့ပတ်သက်ပြီးတော့ဒါသူတို့ဘယ်ရီကဲစင်တာတွေရှိချင်းရှိမယ်၊စာရီတင်တာတွေရှိချင်းရှိမယ်၊သူလေ့ကျင့်ရေးတစောင်းရတာရှိချင်းရှိမယ်။တခုခုပေါ့ရှိမှာပေါ့။ဒီမဲပေးဖို့အတွက်ကိုပဲအချိန်ကြီးတနေ့ကုန်ကြီးပေးရလောက်တဲ့အထိအဆင်မပြေနိုင်လောက်ဘူးပေါ့เนาะ။ဒီတော့ကြောင့်မလို့အဲဒါ ကြိုတင်မယ်ပေးဖို့ရအတွက်ကိုအဲဒါ UIC ကနေပြီးတော့စီမံဆောင်ရွက်ပေးတာဖြစ်ပါတယ်အဲ့တော့ဟိုကြိုတင်မယ်ပေးတာကလည်းဒါចောင်းသားတယောက်ရဲ့ဒါចောင်းသားတယောက်ရဲ့ចောင်းသားဆိုတာလည်းဒါနိုင်ငံသားပဲလीเนาะနိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုမဆုံးရှုံးအောင်လေးအောင်လို့သူ့ရဲ့အခြေအုံငက်ကွက်တဲ့အနေနဲ့ကြိုတင်မယ်ပေးခိုင်းတာဖြစ်ပါတယ်အဲ့တော့အဲတေချာလေးပေါ့เนาะကျမတို့ဒီတမတမတ်ကြကြနဲ့ညအမြောင်မြင်ရှိရှိတွေးတက်ခေါ်တတ်တဲ့သူတွေကတော့ဒါလေးကိုဩចောင်းသားတွေအဲသူတို့ចောင်းသားတွေနဲ့ဒါအလုပ်တွေပြတ်ကွက်မှာဆိုလို့ကြိုတင်မယ်ပေးခိုင်းတာပဲ အဲပြီးရင်စဉ်းစားကြည့်လေလူပေါင်းထောင်ချီပေးမဲ့မဲယုံကြီးမှာအဲចောင်းသားတွေကတန်းစီအောင်တော့တနေ့ကုန်တန်းစီရမှာတရားပေါက်ပဲ။နောက်မနေ့စောစောရအောင်ရမရအောင်တရားပေါက်တနေ့ကုန်တန်းစီပြီးညနေလောက်မှာပေးရမယ့်အနေထားရှိတယ်။မြန်ရင်မြန်ရင်တော့မြန်ရင်တော့နေ့တစ်ဝက်လောက်မှာပေးရမယ့်အနေထားရှိတယ်။ဆိုတော့အဲ့လိုအနေထားတွေရှိတဲ့အတွက်ကြောင့်မလို့ဒါတို့ရဲ့အချိန်တွေကိုငဲ့ကွက်တော့အဖြစ်တံမိုးထားတော့အဖြစ်ချွတ်တင်မဲတွေဆောင်ရခိုင်းတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဉာဏ်အများကြီးရှိတဲ့သူတွေကကောင်းကောင်းနားလေသဘောပေါက်ပြီးသိတယ်။အဲဒါပေမဲ့လည်း အဲ့လိုအဲ့လိုမျိုးဆွမ်းနာပြောသလိုမျိုးဒီပြည်ဖြတ်မီဒီယာတွေရဲ့ဟိုစိုက်ဝါသတင်းတွေလောက်ကိုပဲညင်ပြီးတော့ဟာဟုတ်လောက်တယ်ထင်တာပဲအမှန်လောက်တယ်ထင်တာပဲသူတို့ပြောတာမှန်လောက်တယ်ထင်တာပဲဆိုတော့အဲ့အဲ့ဒီနိုင်ဘာလုံးနဲ့အတွေးခေါ်တွေနဲ့သူတွေရှိနေမှာဆိုလို့ပြောရင်လည်းအမားကလည်းကြာရင်အမှန်ဖြစ်ဆိုတဲ့စကားကလည်းရှိတော့ကျွန်တော်တို့ကဟိုမပြောချင်မဲနဲ့လည်းပြောနေရတယ်အဲ့တော့ညင်မြန်မာတဲ့သူတွေအတွက်ကိုပြောတာမဟုတ်ပါဘူးဒီသတင်းအကြောင်းရပါတော့ဟိုမြင်တာနဲ့ကိုပဲ ဘာပဲမြင်မြင်မြင်လိုက်တာနဲ့ပဲမစင်းစားမတွေးခေါ်ပဲနဲ့ကိုယ်ပိုင်အတွေးခေါ်မရှိပဲနဲ့ဘာပဲသူများသူများပြောသမျှသူများပါးစပ်နဲ့လမ်းဆုံးနေတဲ့သူတွေအတွက်ကိုပဲအကြီးရွယ်ပြီးတော့ပေါ့နော်ဒီအကြောင်းအရာလေးကိုဒါရှင်းပြခြင်းဖြစ်ပါတယ်အဲ့ဒါလေးကတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီအင်းဝါခစ်ပုံစံမျိုးနဲ့တဲ့ပကံခစ်ကမင်းမပြိုရဲ့ပကြီးလိုလိုအင်းဝါခစ်ကိုပဲ inspire ယူသလိုလိုနဲ့အဲဒီဒီပုံလေးပုံလေးပြလိုက်ပို့ကောင်းပါမယ် ်ဒီပုံလေးနဲ့ဒါ2024ခုနှစ်အကယ်ဒမီပွဲတက် fashion လုတ်ပြီးတော့ပေါ့နော်အကယ်ဒမီပွဲတက်ခဲ့တဲ့အောင်ကိုမိုးဆိုသူပေါ့နော်သူ့ကိုအဲဟိုဟာပေါ့ဒီနေ့ပြီးတော့တက္ကိနာဒေဒီမြို့နယ်တရားရုံးမှာဒါဟိုဟာပေါ့ ကိုအောင်ကျော်ဦးကိုအောင်ကျော်ဦးခမိုက်ကယ်ဇိုးကနေပြီးတော့တရားလိုပြုလုပ်ပြီးတော့တရားဆွဲဆိုခဲ့တာဖြစ်ပါတယ်။အဲတရားဆွဲဆိုတဲ့အချိန်နောက်မှာတော့တော်တော်လေးတောင်ကြာခဲ့ပြီပေါ့နော်။အဲကျွန်တော်တို့ဒီ Academy ပွဲပေးပွဲပြီးကြရမှသူစပြီးတော့တရားဆွဲတာအခုမှပဲဒါဒီကနေ့မှပဲဒီကနေ့21ရက်ဒီကနေ့21ရက်17လ25ကြာမှာပဲအဲဒီအောင်ကိုမိုးကိုအလုံးနဲ့ထောင်တန်းနှစ်နှစ်ချမှတ်ခဲ့ရဖြစ်ပါတယ်။အဲအောင်ကိုမိုးဘက်ကကြတော့ဘာလဲဆိုတော့အတိတ်သက်17ဦးတင်သွင်းပါတယ်။ဒါပေမဲ့လည်းတရားရုံးကို2ဦးသာလာရောက်တာဖြစ်ပါတယ်။ ြန်တဲ့သူတွေကမလာရောက်တဲ့အတွက်တရားရုံးကနေပတ်လည်လိုက်တာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ဒီဘက်ကတရားလိုဘက်ကတော့ဒါအမျိုးသားရေးဆရာတော်တမားတွေလည်းစုံစုံလင်နေပဲအဲဒီအမှုကိုဒါအမြဲတမ်းလိုက်ပါဆောင်ရွက်နေကြတာဖြစ်ဖြစ်ပါတယ်။အကျွန်တော်တို့ဒါနေ့စဉ်သတင်းတွေပေါ့နော်ကိုနောင်တော်လေးတို့ channel ကိုကြည့်လိုက်ရင်ကျွန်တော်တို့လည်းတွေ့ရပေါ့နော်။အဲ့တော့ဒီဒီဟာလေးပေါ့။သူကတော့အစတုန်းကတော့ဟိုကြည့်လိုက်ကြတဲ့အမှ ဟိုပုံစံကဟိုကြည့်ကြည့်ပေါ့နော်ပုံစံကဒီမြတ်စွာဘုရားရဲ့ဥက္ကောင့်တော်နဲ့ခက်ဆင်တဲ့တူတူနေရဲ့ပုံစံလေးပေါ့နော်မျက်နှာတော်တွေပါလေးဆိုရင်လည်းတူတဲ့ပုံစံပဲဒါပေမဲ့သူကအင်တာဗျူးဖြေသွားတာတော့အဲနထောင်းလဲပါတယ်ပေါ့နော်အဲဒါကဟိုကမဟုတ်ပါဘူးပကံခေမိမပြိုရဲ့ပကြီးပါအဲ့မတ်စ်ကိုသူကအဲ့မတ်ဆိုတာအဲ့ဟိုကပေါ့မျက်နှာဖုံးပေါ့နော်အဲ့မတ်စ်ကိုသူကအဲ့လိုမျိုးလုပ်ပြီးတော့အသုံးပြတာပါဆိုပြီးတော့လည်းအင်တာဗျူးတစ်ခုမှဖြေရဲ့နောက်တစ်ခုမှကျတော့အဲ့အင်ဝါခေကို inspire ယူထားတာပါပေါ့အဲဒါကြီးကိုဘုရားပုံတော်နဲ့တူရဲ့လို့ပြောတာကတော့ ဒါဟိုအသိဉာဏ်မရှိလို့တို့ဟိုဘဟုတုတမကြွယ်ဝလို့တို့ပြောတယ်လို့ထင်တယ်ပေါ့အဲ့လိုမျိုးတွေပေါ့သူကတော့အဲ့လိုမျိုးတွေသူ့ကိုဝေဖန်တဲ့သူတွေကိုသူကပြန်ပြီးတော့တောင်မှအဲအသိဉာဏ်မရှိလို့သူ့ကိုပဲဝေဖန်တယ်လို့လို့ပုံစံမျိုးသူပြန်ပြောခဲ့ရလေးရှိတယ်ပေါ့နော်အခုတော့လေဒါအလုံးနဲ့ထောင်တာနှစ်နှစ်အဒီနေ့ဒါဒက္ခဏသီတရားရောင်းကအချမှတ်လိုက်တာပဲဖြစ်ပါတယ် အဲအဲ့ဒီသတင်းလေးတွေပါပဲအဲ့တော့ဒီကနေ့ကတော့အဲ့သတင်းကြောင်းရလေးတွေ၃ခုဒီလောက်ပါပဲနောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းတွေနဲ့အတူထပ်ပြီးတော့လာရောက်ခဲ့ပါအောင်မယ်အဲ Telegram မှာတော့ဒါသတင်းတွေကိုအချိန်နဲ့တပြင်းညီတင်ဆက်နေရဖြစ်တဲ့တော့ကြောင့်မလို့ Telegram အသုံးပြုပါသတင်းဦးဆိုတဲ့နာမည်လေးကို Telegram မှာအင်္ဂလိပ်လိုရရှာလိုက်ပါ Subscriber 3000ကျော်နဲ့ကျွန်မရဲ့ Channel လေးရှိပါတယ်အဲပြီးလို့ရှိရင်ဒီ TikTok account လေးမှာလည်းသတင်းတွေစင်လိုက်ဆက်လိုက်တင်အောင်မှာဟောလို့ follow လေးလုပ်ထားကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်